ကိုရိုင်းစလင်းမျိုးနယ်မှာမရင်ကျင့်ခံရတဲ့ចောင်းသူလေးရဲ့ဗီဒီယိုကိုဒီလို TikTok တွေပေါ်မှာပေါ့နော်တွင်တွင်ကြကြနဲ့ရှင်တို့စီးပွားဖြစ်လှုပ်ရှားနေကြတဲ့သူတွေကိုလေကျမမသိလို့မေးချင်တာပါရှင်တို့အဲ့ဗီဒီယိုတစ်ပုဒ်ကလေရှင်တို့ဘဝကိုလေตาရအေးချမ်းသွားအောင်တိတ်ဟိုငွေဟိုလေရာနဲ့ချီရတာလားထောင်နဲ့ချီရတာလားရှင်တို့ဘဝတစ်ခုလုံးလေမပူမပင်လောက်တဲ့ငွေကြေးတွေရလားမရနိုင်ဘူးလေ နော်ရတယ်ဆိုရင်တော့ရှင်တို့ရဲ့ကျေးဇူးရှင်ပေါ့နော်ဒီကလေးမလေးရဲ့ရှင်တို့ကျေးဇူးရှင်ဖြစ်သွားပြီဒါပေမဲ့ကျမပြောပြတာကွာဒီလိုမျိုးငွေကြေးလည်းမရနိုင်ဘူးရှင်တို့အတွက်လည်းဘဝကြီးပြောင်းလဲပေးနိုင်တဲ့ငွေကြေးပမာဏမရှိဘဲနဲ့ဘာဖြစ်လို့လူတစ်ပတ်သားရဲ့ဘဝကိုထပ်ပြီးတော့ရုပ်မှန်နေကြတာလဲလို့ကျမပြောပြမယ်ဒီမြန်မာနိုင်ငံမှာဒီလိုဗီဒီယိုတွေလေးပေါက်သွားတာတွေလေးအဲ့လိုမျိုးတွေ အများကြီးกว่าလူတွေမိန်းကလေးတွေအများကြီးဒါပေမဲ့မတူတဲ့အချက်ကကြတော့ကြံတဲ့ဗီဒီယိုတွေကတော့သူတို့တွေအာဒါသူတို့နှစ်ဦးသဘောတူဟိုဖြစ်ပြီးတော့မှဒီဗီဒီယိုကတစ်ဖက်ကရုပ်မာပြီးတော့ဖြန့်လို့ပြန့်သွားတဲ့ဗီဒီယိုတွေရှိတယ်တချို့တလေကလည်းကိုယ်တိုင်ရိုက်ပြီးဖြန့်တဲ့လူတွေရှိတယ်ဒါပေမဲ့ဒီကလေးမလေးကကြတော့မတူဘူးလေဒီကလေးမလေးကတကယ်မတရားရုပ်မာခံပြီးမဒိန်ကျင့်ခံရတာကွာအဲ့တော့ဗီဒီယိုကလုံးဝ ရှေ့မှာအရှေ့မှာအရန်ပေါက်သွားခဲ့တဲ့ဗီဒီယိုတွေအဲ့လိုမျိုးအမျိုးမျိုး ပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေမတူဘူးလေဟုတ်တယ်မလား तू ကမရင်းကျင်ခံရတာလေပြီးတော့မရင်းကျင်တာမှ၄ယောက်ကမရင်းကျင်တာနော်၄ယောက်တည်းမရင်းကျင်တာပြီးတော့သူ့ရဲ့အသက်ကမပြည့်သေးဘူးအရန်ငယ်သေးတယ်တကယ်အသက်ငယ်ငယ်လေးအထက်တန်းကျောင်းသူလေအဲ့ဒါကိုဒီမရင်းကျင်တဲ့အပြင်ကို ထပ်ပြီးဒီဗီဒီယိုကိုအွန်လိုင်းပေါ်မှာထပ်ဖြန့်တာလဲခံရတယ်နော်အဲ့ဒါကိုရှင်တို့ကပါထပ်ပြီးဒီဗီဒီယိုနဲ့အတူထပ်လှုပ်ရှားနေကြတယ် ကျမတွေးကြည့်ပြီးတော့တနာပါလေဒီကလေးမလေးရဲ့ဘွားလေးသူ့မလေးဒီ၄ယောက်ရဲ့မရင်းကျင်တာရောရုပ်မာတာရောအွန်လိုင်းပေါ်မှာထပ်ပြီးအဆက်ခွဲတာခံရတဲ့ပြင်ရှင်တို့တွေရပါဒီလိုမျိုးသူတပားရဲ့ဘဝနဲ့ရင်းမိရထားတဲ့เนาะဒုက္ခကိုရှင်တို့ကထပ်ပြီးတော့ငွေကြေးနဲ့ပြန်ပြီးစီးပွားရှာတယ်ကျမရဲ့ကွန်မန့်နေအောက်မှာကျမပို့စ်ကဲကွန်မန့်နေအောက်မှာလေအဲ့လိုကွန်မန့်နေလာမှန်းတယ်ကျမကတော့ဒိုင်ယံဖြတ်တယ်ထားမှန်မထင်နဲ့เนาะဒိုင်ယံဖြတ်တယ် ပြီးတော့ကြံတဲ့သူတွေရဲ့မှာလဲကွန်မန့်နေတော့မှာလဲရှင်တို့တွေဒီဟာကိုတွင်းတွင်းကြဲကြဲကိုကြော်ညာနီးမျိုးစုံနဲ့စလင်းမျိုးကမင်းချင်းခံတဲ့ကောင်မလေးရဲ့ဗီဒီယိုမကြည့်ရသေးရင်ကြည့်လိုက်အာဘလို့ပုံစံအာရှင်တို့တွေရာလေတကယ်ကွာမသိရင်ဟိုရုပ်ရှင်စကားတပုတ်ကိုကြော်ညာနေတယ်လို့ကြော်ညာပေါင်းမျိုးမျိုးစုံနဲ့ရှင်တို့ကြော်ညာပြီးဒီဟာကိုကြည့်ဖို့အတွက်ကိုရှင်တို့တွေလုပ်နေကြတာပြီးတော့လဲအွန်လိုင်းမှာလဲမောင်တက်တော့မှာလဲတွင်းတွင်းကြဲကြဲကိုရှင်တို့ကြော်ညာပြီးတော့ဒါကြီးကို marketing စင်းနေရကွာရှင်တို့ ပြန်တွေးကြည့်ပါတနာပါတယ်ငကိုကလေအဲ့လိုပေါက်ကြားခဲ့တဲ့ဗီဒီယိုတွေနဲ့ဒီဗီဒီယိုနဲ့ကမတူပါဘူးမတူပါဘူးဘာဖြစ်လို့လဲဆိုတော့ကျင်တဲ့ဟာတွေကကြတော့နှစ်ဦးသဘောတူတော့မှနှစ်ဦးသဘောတူဖြစ်ပြီးတော့မှပေါက်ကြားခဲ့တယ်ဒါကကြတော့မတရားနိုင်ကျင့်ခံရတာကွာအသက်ကငင်းငယ်လေးရှိသေးတယ်တနာပါတယ်ပြန်တွေးကြည့်ရန်အသက်ကြီးကမှာပေါ့နော်ခွဲအိတ်တဲ့လင်မယားတွဲတွေကိုညင်မှုလားမသိဘူးဘာကြောင့်လို့ထင်လဲပေါ့နော် အာငမောင်တို့အရင်တော့ငငယ်တော့တော့မသိတော့ပေါ့နော်အဲချလို့ရပဲဘာလို့အသက်ကြီးတယ်မှာခွဲပြီးတော့အိတ်ကြရလဲမသိဘူးတယောက်တို့ခွဲတယ်အိတ်ကြရယ်ပေါ့နော်ကိုအဘိုးဘွားတွေမှာလည်းကိုညင်မှုရလေညင်မှုတော့အော်ဘာလို့ညာအသက်ကြီးကမှာခွဲကြရလဲမသိဘူးချလို့ရပဲတူတူမေးကြဘူးလားမသိဘူးဆိုတော့ငငယ်တော့တော့ကိုကအဲ့လိုတွေးရအောင်ဒါပေမဲ့အခုအသက်ကြီးလာတဲ့အခါအခုအွယ်ရောက်လာတဲ့အခါကျတိလာတယ်ဘာတိလာရလဲဆိုတော့အမျိုးသမီးတွေကကျတော့အသက်အရွယ်ရလာတဲ့အထူးသဖြင့်40ကျော်လာပြီအသက်အရွယ်လည်းရလာပြီဆိုလို့ရှိရင်အာခန္ဓာကိုယ်မှာပေါ့နော်မအတိန်နေအာ နေသွားတယ်ပြီးလို့ရှိရင်မဟော်မုန်းတွေပေါ့နော်အားနေသွားတယ်မဟော်မုန်းတွေအားနေရတဲ့အမြခန္ဓာကိုယ်ကမိမကိုယ်ကအချောစီထုတ်လုံးနိုင်မှုတွေကနည်းလာတယ်အဲ့လိုချောစီချုံနိုင်မှုနေတဲ့အခါမှာအမျိုးသားနဲ့အတူတူနေမယ်ဆိုလို့ရှိရင်နာကျင်တာတွေပူဆက်ပူလောင်ဖြစ်တာတွေအာပဲအတူတူမနေကျင်တာတွေအဲ့လိုစိတ်တွေဖြစ်လာတယ်။အာအတူတူမနေကျင်တာတဲ့အနာလာကဲ့တာအကက်မခံကျင်တော့တဲ့အထီပေါ့နော်။အဲ့လောက်ထိဖြစ်သွားတယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့အမျိုးသားနဲ့အတူတူမအိတ်ချင်တော့ဘူး။ မိတ်တစ်ချင်တဲ့ကမှာခွဲပြီးတော့အိတ်ကြတယ်အမျိုးသားတွေရဲ့သဘောတဘာဝကလည်း ဟိုမမုံကြားဘူးတယ်ဖွဲတဆုံမနိုင်တော့မှအာမန်လျှော်တယ်တဲ့အဲ့တော့အမျိုးသားအတူတူနေချင်တဲ့အမျိုးသမီးကအနာအကက်မခံချင်းအဲ့ကပဏိပခါကြီးချစ်ပြီးတော့အဲ့လိုခွဲပြီးတော့အိတ်ကြတာပေါ့နော်အဲ့တော့ဒီနောက်ဆက်တဲ့ပိုင်းဖြစ်လာလဲဆိုတော့အမျိုးသားသူရဲ့စိတ်ဆန္ဒပြေဝဖို့အတွက်အပြင်စာရေးစာရီဖောက်ပြန်တာတွေအဲ့လိုမဖြစ်တဲ့နိုင်ဖြစ်ကုန်နေပေါ့နော်ဘာလို့ဆိုတော့ကြားလေးတွေလည်းဒါစိတ်ဆန္ဒရဲ့သဘောတဘာဝပေါ့နော်မိန်းကလေးတွေကြားတော့လည်းဒါဖြစ်ချင်လို့ဖြစ်သွားတဲ့အရာမဟုတ်ဘူး ကျမ်းမာရေးအရာကျမ်းမာရေးကြောင့်ဖြစ်သွားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကလည်းအပြစ်ပြောလို့မရဘူး။ဒါပေမဲ့ကြိုတင်ပြီးတော့ကာကွယ်လို့ရတယ်။ဘလို့ကာကွယ်လို့ရလဲဆိုတော့မမလို့ခုခေတ်မှာဆိုလို့ရှိရင်အာအိမ်အောင်တဲ့အိမ်အောင်ကြပြီဆိုတာနဲ့တားဆီးတွေတုံးကြတယ်။တားဆီးတွေတုံးလာတဲ့အခါမှာမိမကို၆သိန်းမှုတွေဖြစ်လာတယ်။ပြီးွားပြီဆိုလို့ရှိရင်ဒီအရွယ်မတိုင်ခင်ပေါ့နော်သွေးဆုံးတာတွေဖြစ်လာတယ်။အသက်၄၀မကျော်သေးဘူးအသက်၄၀ဝန်းကျင်လေးတွေနဲ့ငငယ်ရွယ်နဲ့မိမကို၆တာတွေအခုလိုမျိုးတွေဖြစ်လာကြတယ်။ အဲ့လိုဖြစ်လာတဲ့အခါမှာဘလို့လုံးလို့ရလဲဆိုလို့ရှိရင်ဒီတိမ်ကိုအကောင်းစီတဲ့လေးချင်ငန်းလေးလုံးလို့ရတယ်တိမ်အကောင်းစီတဲ့အားစီတွေတုံးလို့ရတယ်အခုလို့မင်းမကို၆တွေးပြီးတော့အတူတူနေချင်စိတ်မရှိတဲ့အခါမှာဒီမင်းမကိုကိုစွတ်စွတ်စေတဲ့ ပေါ့နော်စီရွန်လေးတွေအစိုးရထိန်းပေးတဲ့စီရွန်လေးတွေလိမ့်ပေးလို့ရတယ်အဲ့လိုမျိုးကိုလိမ့်ပေးမယ်အဲ့လိုမျိုးတုံးပေးမယ်ဆိုလို့ရှိရင်ဒီရှားတွေကိုလုံးဝကောက်ွယ်ပေးတာဖြစ်သွားတယ်လုံးဝကြောက်စရာမလိုတော့ဘူးပေါ့နော်အဲ့တော့အမျိုးသမီးတွေ အခုကကဘာပဲတိတိဖန်နှင်းယူလို့ရတယ်အဓိကပတ်စံရှိဖို့ပဲပတ်စံရှိလို့ရှင်ဘာပဲတိတိဖန်နှင်းယူလို့ရတယ်ကိုလိုချင်တဲ့ပုံစံပြောင်းလဲပြီးတော့ယူလို့ရတယ်အဲ့ဒီတွက်ကြောင့်မလို့ကိုကဒီလိုမျိုးတွေကြုံနေရပြီဒီလိုမျိုးတွေခံစားနေရပြီဆိုလို့ရှင်ရင်ကိုယောက်ျားကိုလည်းချစ်တယ်အဆုံးရှုံးလည်းမခံချင်ဘူးနောက်တစ်ယောက်နဲ့လည်းလို့တွဲနေရမျိုးလို့တိတ်သဘောမကျဘူးဆိုလို့ရှင်ရင်အခုတည်းကကြိုတင်ပြီးတော့ကာကွယ်ထားတင်ပါတယ်ရှင်